လာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ် စစ်ကောင်စီကနန်း CDM ဝန်ထမ်းတွေနဲ့အငိမ့်စားဝန်ထမ်းတွေကိုအပိုထောက်ပံ့ကြေးတိုးပေးလိုက်ပေမဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တချို့မှာလောက်ခတိုးပေးလို့တဲ့ဆန္ဒရှိနေဘူးလို့ပြည်တွင်းအလို့သမားရေလှုပ်ရှားသူတချို့ကပြောပါတယ်။နန်း CDM နဲ့အငိမ့်စားဝန်ထမ်းတွေကိုအော်တိုဘားလာကစပီတလာကိုအပိုထောက်ပံ့ကြေးကျပ်သုံးတောင်းတိုးမြှင့်ခန်းစား꿰ပေးသွားမယ်လို့စစ်ကောင်စီဩဇာခံဗဏ္ဍာရေးနဲ့အခွန်အကြီးဌာနကစက်တင်ဘာလ30ရက်မှာကြေညာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအပေါ်ထောက်ပံ့ခြေတိုးမြှင့်ခန်းစားခွင့်ထဲမှာပုဂ္ဂလိကလုပ်ငန်းကဏ္ဍကအလို့သမားတွေမပါသေးပေမဲ့စစ်ကောင်စီလုပ်သမားဝန်ကြီးဌာနကနေအလားတူတိုးမြှင့်တဲ့ညင်ညာချက်တိကျထွက်လာဖို့ရှိတယ်လို့အလို့သမားရေလှုပ်ရှားသူတွေကဆိုပါတယ် အဲ့ဒီလိုညညာချက်ထွက်နိုင်ခြင်းရှိပေမဲ့လုပ်ငန်းရှင်တွေကထောက်ပံ့ခြင်းထပ်တိုးမပေးခြင်းလို့အသံထွက်နေကြတယ်လို့အထက်ချုပ်အလုပ်သမားတမကခေါင်းဆောင်တယောက်ကပြောပါတယ်စစ်ကောင်စီက2023အောက်တိုဘာနဲ့2024အောက်တိုဘာတို့မှာတရက်ကိုထောက်ပံ့ခြင်းတထောင်ကျပ်စီတိုးမြှင့်သတ်မှတ်ခဲ့တာဖြစ်ပါတယ် လက်ရှိမှာအလုပ်သမားတွေရဲ့အခြေခံတရားလောက်ခါကထောက်ပံ့ကြေးကျပ်2000ပါမှ6800ကျပ်ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီတမတ်ချက်ကိုမလိုက်နာပဲတရားလောက်ခတိုးမပေးတဲ့အလုပ်ရှင်တွေအခုထိရှိနေသေးတယ်လို့အလုပ်သမားအသိုင်းအဝိုင်းကနေသိရပါတယ်။ ြည်မြို့မှာကြန့်ခိုင်ရေးပါတီကမဲဆက်စည်းရုံးရမှာပါတီထဲဝင်ရင်စစ်မှုထမ်းကနေကင်းလွတ်ခွင့်ပေးမယ်ဆိုပြီးပြောဆိုစည်းရုံးနေပါတယ်။အဲ့ဒီလိုပြောဆိုတာဟာဥပဒေနဲ့မညီဘူးလို့လေလာသူတွေကထောက်ပြကြပါတယ်။တိရိကပေးပို့ထားပါတယ်ရှင်။ဒီကနေ့စတိမာလာ26ရက်နေ့ကဘကိုးတိုင်းပြည်ခရိုင်ပြည်မြို့ကန္နလန်ခရိုင်ကြန့်ခိုင်ရေးရုံးမှာပြည်အောင်စုကြန့်ခိုင်ရေးနယ်ဖွံ့ဖြိုးရေးပါတီကရက်ွက်ကျေးရွာနေပြည်သူတွေနဲ့တွေ့ဆုံတာ မဲဆွယ်စည်းရုံးရေးလှုပ်ဆောင်ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။ကျန်းခံရေးပါတီကလွှတ်တော်ကိုယ်စားလှယ်လောင်းနေတဲ့လူထုတွဲဆောင်ပွဲအမည်တက်ပြီးတော့အကျိုးမဲဆွယ်စည်းရုံးတဲ့ပွဲကိုမြို့ပေါ်ရက်ကွက်ကျေးရွာအုပ်စုတွေကကျန်းခံရေးပါတီရက်ကျေးပါတီဝင်တွေကအုပ်ချုပ်ရေးမှူးယာယီမှုတွေကိုဖိအားပေးပြီးရက်ကွက်နေပြည်သူတွေကိုတက်ရောက်ခိုင်းခဲ့တယ်လို့ဆိုပါတယ်။အုပ်ချုပ်ရေးမှူးယာယီမှုတွေရဲ့ဖိအားကြောင့်ရက်ကွက်လိုက်ပြည်သူတွေကမပြစ်မနေတက်ရောက်ခဲ့ရတာဖြစ်ပါတယ်။တွဲဆောင်ပွဲမှာပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲမှာမဲပေးဖို့ရွေးကောက်ပွဲဖြစ်မြောက်အောင်ဝိုင်းဝန်းကူညီဖို့သူတို့အစိုးရတက်တဲ့အခါပြည်မျိုးကကျူးကျော်ရက်ွက်တွေရွှေပြောင်းခိုင်းတာကိုယာယီရက်ဆိုင်ပေးမယ်ဆိုတဲ့အကြောင်းနဲ့ကြက်ခံရေးပါတီတဲ့ဝင်တဲ့အခါစစ်မှုရန်ကနေကင်းလွတ်ခွင့်ပေးမယ်ဆိုတဲ့အကြောင်းတွေပြောဆိုကစီရင်ခဲ့တယ်လို့သိရပါဗျ။အထူးကားကတော့ရွေးကောက်ပွဲမှာပြည်သူတွေသူတို့ကိုမဲပေးဖို့ ီ2025ရွေးကောက်ပွဲကိုပါတီတွေဝိုင်းဝန်းကူညီဖို့ဖြစ်မြောက်အောင်ပေါ့နော်သူတို့ပါတီတွေကိုဝင်လို့ရှိလို့ရှိရင်စစ်မှုထမ်းကင်းလွတ်ခွင့်ရမယ်ပေါ့နော်ဒါစစ်မှုထမ်းအသက်ပြည့်တဲ့ကျုံးဝင်တဲ့လူတွေဆိုရင်အဲ့လိုပြောဆိုစည်းရုံးတာရှိပြည်မျိုးပေါ်မှာဆိုရင်ကျူးကျော်ရက်ွက်တွေရှိတယ်ပေါ့နော်ရထားလမ်းလို့ဘေးလို့ဟာမျိုးပေါ့လမ်းဘေးဝဲရလို့ဟာမျိုးအဲ့ဒီနေရာကပြည်သူတွေကိုလည်းတကယ်လို့ တူတူအစိုးရတက်လာလို့ရှင်ဒါဆိုင်ငံ့အနေနဲ့ထားရှိလို့ရနိုင်တယ်ဗောနော်တူတူအနေနဲ့ညှိနှိုင်းပေးမယ်ဆိုတဲ့တချို့မလုံးနေနဲ့မဲဆွယ်စည်းရုံးနဲ့မကွေးတိုင်းကံမမြို့မှာလည်းတန်ခိုင်ရေးပါတီဝင်တွေကသူတို့ပါတီတဲ့ပါတီဝင်ဖြစ်တဲ့အခါစစ်မှုရာဥပဒေကနေကင်းလွခွင့်ရှိရဲဆိုပြီးပြောဆိုစည်းရုံးနေရတွေရှိတယ်လို့ကံမမြို့ကနေကပြောပါတယ်နိုင်ငံရေးပါတီတွေမဲဆယ်စည်းရုံးရမှာနိုင်ငံရေးအရေးမြစ်တွေကိုရှုသုံးတာဟာဥပဒေနဲ့မညီသလိုအခုလိုဥပဒေကိုလိုသလိုလှုံ့ဆော်ခွင့်ရှိရဲလို့ပြောဆိုတာဟာလည်း နိုင်ငံရေးယန္တရားတစ်ခုလုံးဟာဆီယန္နာရှင်စနစ်အောက်မှာတည်ရှိနေတာကိုမြင်သာစေတယ်လို့ရွေးကောက်ပွဲစောက်ကြည့်လေးလာသူတယောက်ကပြောပါတယ်။နိုင်ငံရေးပါတီတွေကရွေးကောက်ပွဲမှာမဲဆွဲတဲ့အခါနိုင်ငံရေးအမိတွေကိုယူသုံးခွင့်မရှိသလိုအခုလိုမျိုးဥပဒေကိုလိုသလိုလုံဆောင်နိုင်တယ်လို့ပြောတာကိုလည်းအားလေနိုင်ငံရေးအမိတွေကိုယူသုံးတာနဲ့အတိတ်ပဲတူတူပဲပြောလို့ရတယ်။ပိုဆိုးတာနိုင်ငံရေး institution တွေကိုမတရားရည်နဲ့လက်မှုနိုင်တယ်လို့ပေါ်ပြတယ်တူတူပဲပေါ့နော်။ ဆိုတာဘာကိုပုံပြနေတယ်နိုင်ငံရေးရင်းနှီးခုတော့ဆက်လာစစ်နေအောင်ဒီမှာတရှိနေရုံနဲ့ဆိုတဲ့ချက်ကိုလည်းပုံပြနေလို့ဆေးဥစွာဒီရေကောက်ပွဲကိုဘလို့နည်းနဲ့မရရအောင်ဆိုရတဲ့ဒီမိုဘီစီဆိုင်လုံးတွေကိုဖျက်ဆီးတဲ့အနေနဲ့ကျင်းပမယ်ဆိုတော့လည်းဒီနေ့ပုံပြနေတယ်စစ်ကောင်စီကသူတို့အရေးယူချင်းသူတွေကိုရွေးကောက်ပွဲဥပဒေအကြောင်းပြပြီးအရေးယူတာတွေရှိတယ်လို့သူတို့အရေးမယူချင်းသူတွေကိုတော့ဘယ်ဥပဒေချိုးဖောက်ပါစေအရေးမယူတာရှိတယ်လို့လည်း ဥပဒေပညာရှင်ဒီကပြောကြပါဗျ။စစ်ကောင်စီနဲ့ထိတိုက်တွဲခဲ့မှုတဲ့ဝိုင်းရင်ဥပဒေပညာရှင်တယောက်ကတော့ဥပဒေမရှိတဲ့စစ်တပ်ကိုဥပဒေလမ်းကြောင်းအရပြောဆိုရတာပြည်သူလူထုကိုအားနာကြောင်းသူ့ရဲ့အမြင်ကိုပြောပြပါဗျ။သူကတော့မဲဆွဲတာပဲလေ။သူကကရှုပ်ပြောတာပဲလေ။ ကိုယ်တို့ချက်ခံကြီးကပြောတာလေပြီးတော့အဲ့ဒါကိုလည်းပဲအစိုးရမလိုက်နာပါဘူးအဲ့ဒါကြီးကလုံးလည်းမပြေတော့ဘူးစုကပြီးတော့ကိလို့ခွင်လည်းမရပါဘူးအယူပြောအယူုံပဲစိတ်ဝင်စားပါဘူးအဲ့ဒါဆိုတို့တို့တို့ဥဒရာချုပ်ပြောတာလေစစ်တပ်ဆိုတော့ဘယ်တော့မှလည်းကရီးမတီးအစိုးရစော်ကားဖို့လည်းမနေဘူးတရားဥပဒေလည်းမရှိဘူးပေါ့တရားဥပဒေမရှိတဲ့လူတွေကိုတရားဥပဒေစကားနဲ့ပြောရတာပြည်သူတို့လည်းအများအားနာပါတယ်စစ်ကောင်မရှင်ကအထွေထွေရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်နေ့မှာပထမပိုင်းအဖြစ်မြို့နယ်တရာနှစ်မြို့နယ်မှာပြုလုပ်သွားမှာဖြစ်ပါတယ် ရွေးကောက်ပွဲမှာတနိုင်ငံလုံးအစဉ်ပါတီ6ခုကရှင်ပြိုင်မှာဖြစ်ပြီး52ပါတီကပြည်နယ်နဲ့တိုင်းလွှတ်တော်မှာရှင်ပြိုင်မှာဖြစ်ပါတယ်။ပါတီတွေနဲ့ကြံ့ခိုင်ရေးပါတီကကိုယ်စားလှယ်ပေါင်းတထောင်ကျော်နဲ့အများဆုံးဝင်ပြိုင်မှု UEC ကိုစာရင်းပေးထားပါတယ်။ဒီမှာဒီပြပါ American သမ္မတ Donald Trump ကသူ့အဆိုအရနဲ့ Harvard တက္ကသိုလ်တို့ဒေါ်လာသန်း900ပေးချေဖို့သဘောတူညီချက်ရပြီဖြစ်တဲ့အကြောင်းစက်တင်ဘာလ30ရက်နေ့မှာပြောကြားခဲ့ပါတယ်။ ဟာဗတ်တက္ကသိုလ်နဲ့ထရမ့်အစိုးရအဖွဲ့တို့လပေါင်းများစွာဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက်အခုလိုသဘောတူညီချက်ရခဲ့တာပါထရမ့်ရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီးဟာဗတ်တက္ကသိုလ်ကချက်ချင်းမှတ်ချက်ပေးတာမျိုးမရှိသေးပါဘူးထရမ့်ရဲ့အစိုးရအဖွဲ့ဟာအကြောင်းတွေတက္ကသိုလ်နဲ့ကောလိပ်တွေကိုပါလက်စတိုင်းရေလှုပ်ရှားမှုနဲ့ပတ်သက်လို့ဖက်ဒရယ်ရမငွေမပေးဘူးလို့ခြိမ်းခြောက်ထားတာဖြစ်ပါတယ် ဂါဇာစစ်ပွဲမှာအမေရိကန်ကအစ္စရေးကိုထောက်ခံမှုကြောင့်ပါလက်စတိုင်းအရေးလှုပ်ရှားမှုတွေနဲ့ဆန့်ကျင်ဘက်ဖြစ်ခဲ့ပါတယ်။ဒါ့အပြင်ရာသီဥတုပြောင်းလဲမှုလှုပ်ဆော်ရေးတွေ၊ transgender မူဝါဒတွေ၊ကွဲပြားမှု၊ဒန်းညွညမှုနဲ့ပူပေါင်းပါဝင်မှုစတဲ့လှုပ်ရှားမှုတွေမှာလည်း Trump အစိုးရနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ တက္ကသိုလ်တွေကိုစုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်လို့ထရမ့်အစိုးရရဲ့ဆောင်ရွက်မှုဟာလွတ်လပ်စွာပြောဆိုမှု တက္ကသိုလ်တွေရဲ့အတွင်းနဲ့ကျောင်းသားတွေရဲ့လွတ်လပ်ခွင့်အပေါ်ဆွေးနွေးကြရှိလာပြီလို့လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်ရှင်။ အမေရိကန်အစိုးရအသုံးစရိတ်တပ်တန်တို့ရဲ့အတွက် Republican တွေနဲ့ Democrat အမတ်တွေကြားဘောတူညီချက်များခဲ့တာကြောင့်အစိုးရလုပ်ငန်းဆောင်တာတွေယာယီရပ်ဆိုင်သွားပါတယ်။ဒါဟာခုနှစ်နှစ်နီးပါးကာလအတွင်း Federal အစိုးရလုပ်ငန်းတွေပထမဆုံးရပ်တန့်သွားခဲ့တာဖြစ်သလိုဘလောက်ကြာမယ်ဆိုတာလည်းအတိအကျမသိနိုင်ကြောင်းဖော်ပြထားပါတယ်။ ခုနှစ်ပတ်တာအသုံးစိတ်တက်တန်တိုးနိုင်ဖို့အထက်လွှတ်တော်မှာမဲခွဲဆုံးဖြတ်ခဲ့ကြရမှာထောက်ခံမဲ55မဲနဲ့ကန့်ကွက်မဲ45မဲရလတ်ထွက်ပေါ်ခဲ့တာကြောင့်အ ਨੇ စုံလိုအပ်တဲ့မဲရည်အတွက်60ပြည့်မီခဲ့ခြင်းမရှိပါဘူး အဲ့ဒီဗတာငွေရထားချက်အတိုင်းအတည်ပြုနိုင်ဖို့ဆိုရင်ဒီမိုကရက် ထောက်ခံမှုကိုလိုအပ်တဲ့လျောက်ဥပဒေကြမ်းအပေါ်သဘောတူဖို့အတွက်ရီပက်ဘလစ်ကန်ဘက်ကတောင်းဆိုထားပါတယ်။ဒါပေမဲ့လည်းဒီမိုကရက်တွေဘက်ကသူတို့ရဲ့ထောက်ခံမှုကိုလိုချင်တဲ့ဆိုရင်ကျမရေးစောင့်ရှောက်မှုဆရာအခွန်လျှော့ချပေးဖို့လိုအပ်ကြောင်းတုံ့ပြန်ထားပါတယ်။ဒါကြောင့်အော်တိုဘလာ၁ရက်မနက်၁၂နာရီချိန်ကစပြီးအမေရိကန်ပြည်ထောင်စုရဲ့ဖက်ဒရယ်အစိုးရလုပ်ငန်းတွေကိုရပ်နာထားရပြီဖြစ်ပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆန်ပါရှင်